بسم الله الرحمن الرحيم نحمده ونصلي على رسوله النبي الكريم أما بعد الحمد لله الله سبحانه وتعالى يجزرنا جنرو تعليم القرآن مولم يعني بيجي تين تو إسلام بيجي جه أمي في أسيزين أباين تيا چوسن نگو تولن تين سبب نبي في باره تيربا مالي جنرو زيگو يوشي لاره ميگو نيتهگا ميگو چاكو گو ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲဒီမိကုန်းတွေကိုဖြည့်ချပေးဖို့အတွက်ဆရာနှစ်ပါးကိုကျွန်တော်တို့ဖိတ်ကြားထားတယ်။

အတိအကျလေးသိချင်လို့ပါဆရာမူအဇင်ကအဇန်ပေးနေတဲ့အချိန်သူဆိုတဲ့စကားလုံးတွေကိုတလုံးပြီးတိုင်းတစ်ခါလိုက်ဆိုပြီးအပြေပေးရမလားဒါမှမဟုတ်အဇန်ပေးပြီးသွားမှအစအဆုံးတစ်ခေါက်ပြန်ဆိုပြီးအပြေပေးရမလားဗလီနှလုံးသုံးလုံးကအဇန်တန်တွေကြားရတော့ဘယ်ဗလီရဲ့အဇန်ကိုအပြေပေးရမလဲဆရာကြားသည်။အဇန်တွေအားလုံးရဲ့အပြေပေးရမလားအဲ့ဒီထဲကတလုံးလုံးကိုအပြေပေးပြီးတော့ကိုယ်အလုတ်ထဲမှာပြန်ဝင်သွားလိုက်လို့ရပါသလားဆရာတဲ့ نحمده ونصلي ونسلم على رسوله النبي الكريم اما بعد اذان ရအဖြစ်ပေးခြင်းမှာတော်တော်ကြီးကျယ်တဲ့အကျိုးဆောင်ဖြစ်တယ်အကျိုးကျေးဇူးတွေဖဇီလတ်တွေအများကြီးရှိတော့ဆိုတော့အဇာနဲ့အဖြစ်ပေးခြင်းဆိုတာကမွာဇင်ကတလုံးဆိုပြီးတော့တခါနာတိုင်းအဲ့ဒီတိုင်းလိုက်ဆိုတော့ဟိုအဇာနဲ့အဖြစ်ပေးတယ်လို့ပြောတယ်မိကုန်းထဲမှာပါတဲ့အတိုင်း ဟိုအာဇံတစ်ခုလုံးအစအဆုံးပေးပြီးမှအစအဆုံးတစ်ခေါက်ပြန်ဆိုပြီးတော့အဖြေပေးတဲ့ပုံစံမျိုးကဒါကဆွန်နတ်နဲ့မကန်ကြီးဘူးဆွန်နတ်နဲ့ကန်ကြီးတဲ့ပုံစံကဘယ်လိုလဲဆိုတော့မောဇင်ကအလ္လာဟူအက်ဘာအလ္လာဟူအက်ဘာဆိုပြီးတော့တိတ်သွားတဲ့ခါကျလို့ရှင်ကိုယ်လည်းတော့လဲဆုံးအလ္လာဟူအက်ဘာအလ္လာဟူအက်ဘာအမောဇင်ကအရှဟဒူအလ္လာအီလာဟာအီလာလ္လာဟ်တိတ်သွားရင်ကိုယ်ဆုံးအရှဟဒူအလ္လာအီလာဟာအီလာလ္လာဟ် ألم يطلون جنزي وأشهد أن محمد رسول الله كل لاسم لا أشهد أن محمد رسول الله ألم يلاسم ونبي حي على الصلاة نحي على الفلاح مجرى تسورة عن كل لاسم لا وما هو أريم مجرى باسوام لا حول ولا قوة إلا بالله تبو حي على الصلاة نماس بقول لا جالو تو أخرى ونا أو ميمو بقول لا حي على الفلاح أي ما كوا بابولي دالي سرا جنو لامه نماسو بيبو تو لامه ဒါပေမဲ့အဲ့ဒီကိုကျွန်တော်ရောက်လာတာကကျွန်တော်ရဲ့အရေးချင်းနဲ့မဟုတ်ဘူးဒါအလ္လာတာလာတော်ဖစ်ပြလို့ရောက်လာတာအမကောမှုကနေရှောင်ကျင်နေတဲ့အင်အားနောက်ကောမှုကိုကျင့်ဆောင်နေတဲ့အင်အားဆိုတာကဘလူးစီမှာမရှိဘူးအလ္လာပေးမှရှိတယ်လာဟောလာဝလာကူတိုင်လာဘီလာအလူဘောနော်အဟိယာလဆလာနဲ့ဟိယာလဖလာမကအရာဆူပြင်းမောဇင်ကအလ္လာဟူအက်ဘာအလ္လာဟူအက်ဘာဆိုပြီးတော့တိတ်ဝိုင်းကိုလိုက်ဆုံးအလ္လာဟူအက်ဘာအလ္လာဟူအက်ဘာလာအီလာဟာအီလ္လာလ္လာကိုလိုက်ဆုံးမယ်လာအီလာဟာအီလ္လာလ္လာတခါ ဖဂျ်နမတ်မှာဇဂလုံးတလုံးတိုးလာအဆလာတူခိုင်ရုမင်နောင်းအဲ့ဒီမှာကျတော့ကိုကဘလို့အဖြေပေးမလဲပေါ့နော်အဲ့ဒီမှာကျွန်တော်တို့အဲသူဆိုတဲ့အတိုင်းပဲအဖြေပေးလိုက်ရင်လည်းရအဆလာတူခိုင်ရုမင်နောင်းဆိုပြီးတော့ပဲအဖြေပေးလိုက်ရင်လည်းရတယ်ဒါပေမဲ့ကျွန်တော်တို့ဖိကဆာအုပ်တွေထဲမှာကျွန်တော်တို့မရကီလ်ဖလာဒူအဒူရူလ်မုခ်တာရ်ဒူဆာရီဖိကဟ်ဆာအုပ်တွေထဲမှာဒီအဆလာတူခိုင်ရုမင်နောင်းမဲ့အဖြေကိုဘလို့ပေးကြလဲဆိုတော့ဆဒါကတာဝဘရာရတာ တင်ဟာအမှန်ကိုပြောလိုက်တာဖြစ်တယ်တင်ဟာအကောင်းတရားကိုပြောလိုက်တာဖြစ်တယ်အဲ့လိုမျိုးအဖြေပေးရတယ်ဆဒကတဝဘရရတာဆိုဖိကာဆာအူဒီထဲမှာတော့တွေ့ရတယ်ဟိုကျွန်တော်တို့ဖတ်ရတဲ့ဒီဟာဒီစ်ရဲ့ကျမ်းဂန်တွေထဲမှာတော့တမန်တော်မကြီးဆလ္လာလဟ်အလัยဟိဆလမ်ဒီလိုမျိုးအဖြေပေးခဲ့တယ်ဆိုတော့အဲ့လိုဟာဒီစ်ဘောဘောတော့ကျွန်တော်တို့မတွေ့မိဘူးဒါပေမဲ့ဖိကာကျမ်းတွေထဲမှာရှိတယ်ဆိုတော့ဖိကာပညာရှင်တွေဒါတွေ့လို့ပဲသူတို့ရေးထားတာပေါ့နော်ဟာဒီစ်ဘောကိုရှိမှာပေါ့ကျွန်တော်တို့ဒီကိုမရောက်တာကျွန်တော်တို့မတွေ့တာထဲမှာဟိုလက်လမ်းမပြီးလို့ဆိုတော့

ထာဝရတည်တန့်စေတော်မူပါစေပေါ့နော်အကောမဟလောဟူအဒါမဟာဆိုပြီးတော့အဖြေပေးမယ်အဲ့ဒီမှာကြတော့ဆိုတော့တချို့လူတွေကဘာလို့လဲဆိုတော့အရှဟဒူအန်နမုဟမ္မဒရ်ရဆူလုလောဆိုပြီးတော့အဖြေပေးပြီးဟိုမွအဇင်က အရှဟဒူအန်နမုဟမ္မဒရ်ရဆူလုလောဆိုတဲ့အခါကျလို့ရှိရင်သူအရဟူလိုင်းမဆိုဘဲနဲ့ဆလ္လာလောဟူအလัยဟီဝဆလမ်ဆိုပြီးတော့တရူးပို့ဒါကဆွန်နတ်နဲ့မကိုင်းကြည့်တဲ့ပုံစံဖြစ်တဲ့အဒီဆိုရဲလမ်းညွှန်ချက်နဲ့မကိုင်းကြည့်ဘူး مؤذن کا اشد ون محمد الرسول اللہ سورا کا جائیں تتے وار کا کولے رہا بس وہ اشد ون محمد الرسول اللہ ترود مفایا ترود مفایا پی تو حیا علی الصلاۃ حیا علی الفلاح پی اللہ اکبر لا الہ الا اللہ لا الہ الا اللہ, اللہ لو کو کھیوی رہا کا جلو سین اری ما درود پھم او اشد ون محمد الرسول اللہ ما کو سو درود کو تیما اذان پیو ما لا الہ الا اللہ پیو ما کو سورا میں صلی اللہ علیہ وسلم پی ہیں تنورو أزان ندوا فما اللهم رب هذه الدعوة التامة والصلاة القائمة آت محمدا الوسيلة والفضيلة وابعثه مقاما محمودا الذي وعدته إنك لا تخلف الميعاد دا ترو تيميا دألو دهو فير نا ميبوني ما باراقا بالي سرو بلي نلون تولون أزان نم تو يو تولون يو جاري خجلو بي أزان يأبشي هو بي عملي ونا سرو كوني أنيزو بلي أزان يأبشي هو بي لأي رسو ကျွန်တော်တို့အာဇန်ရဲ့အဖြေပေးခြင်းရဲ့ဖဇီလတ်ကိုအကျိုးကျေးဇူးကိုရရှိတော့အခုဒီဘက်ခင်မာကမိုက်တွေနဲ့ပြီးတယ်ဆိုတော့ဟုတ်လားအာဇန်တန်တွေကအများကြီးအများကြီးဖြစ်နေကိုပတ်ဝန်းကျင်မှာဆိုရင်တခါတလေလည်းအမျိုးသမီးတွေခွဲလို့မရဘူးကိုယ်နဲ့အနည်းဆုံးပရိကအာဇန်ကပေးဟာလဲဆိုတော့ခွဲလို့မရတဲ့အနေထားမျိုးတွေလည်းရှိတယ်ပူဝေးတဲ့ပရိကမိုက်ပူကောင်းတော့အာဇန်ကပို့ပြီးတော့နီးသလိုဖြစ်တယ်အဲ့ဒီခါကျရင်ခွဲလို့မရဘူးဆိုရင်ဘယ်လိုလုပ်မလဲပေါ့နော်ခွဲလို့မရဘူးဆိုရင်တော့လည်းဘယ်လိုလုပ်ရမလဲဆိုရင်အဲ့ဒီထဲကကိုယ်အရှင်ပြေတဲ့ပလီတလုံးရဲ့ကို ကြာပထမဆုံးကြားရတဲ့ပလီပေါ့ထားပါတော့အဲ့ဒီပလီဒလုံးရဲ့အာဇာနဲ့အဖေပေးပြီးတော့ကိုလို့ထဲကိုကိုပြန်ပြီးတော့သွားလဲလို့ရတယ်ဘာမှပြဿနာမရှိဘူးအာဇာနဲ့ဖော်ဇူနတ်ကိုအာဇာနဲ့အဖေပေးခြင်းရဲ့အကျိုးကျေးဇူးကိုရရှိတယ်ဒုတိယမေကွန်းကိုဆရာမူတီအဂျမလ်ကအဖေချပေးပါဆရာရှမီလာဘီကမိထားပါတယ်ဆရာအမျိုးသမီးတယောက်အလှပထုတ်ဖော်ရန်မျက်ကပ်မှန်တက်ခြင်းကျမ်းမာရေးကြောင့်မဟုတ်ပဲသွားအလှစီချေထားခြင်းများရှိနေစဉ်တွင်ကွယ်လွန်တည်ဆုံးသွားပါက ၎င်းခန္ဓာကိုယ်တွင်ရှိနေသောထိုအပူပစ္စည်းများကိုဖယ်ရှားပေးရန်တာဝန်ရှိပါသလားတဲ့ဘစ်မစ်လာဟီရဟ်မာနီရဟီမ်ဟာမီဒွန်ဝမုဆလီယောဝမုဆလီမာအမ်မာဘာဒ်ဝဘီလာဟီတောဖီကအကဲအဒီမေကမအလိုပဲသွားမထဲရတဲ့အရာတွေကလုံးဝ မျက်စိမှာဆို operation လုပ်ပြီးတော့တိချာဟာ fix လုပ်ပြီးတော့ဒီခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းနဲ့တိချာတသားတဲ့ကြောင့် fix လုပ်ပြီးတော့ထည့်ထားတယ်ဆိုရင်တော့ဒါခန္ဓာကိုယ်ရဲ့အစိတ်ပိုင်းစင်းနဲ့မှာတူဝင်သွားပြီးဖြစ်တဲ့အတွက်တို့ထုတ်เสียမလို့ up အဲကြွေအလားမြက်ကမှာအလိုပဲတည်သွားရဲ့အလားစီချေထားတဲ့အရာတွေကိုဒီ fix လုပ်ပြီးထည့်ထားတာမဟုတ်ဘူးねဒီတိုင်း ဟာလာအပေါ်ရမဲတတ်တာလားဟိုဖြုတ်တတ်လို့ရတဲ့ပုံစံမျိုးနဲ့တတ်ထားတယ်ဆိုရင်တော့အမှန်ကြည့်မယ်အကယ်၍ဒါကိုထုတ်မယ်ဆိုရင်ဟာလာမရစ်တော့အခက်ခဲရှိသလားသူတော့နာကျင်မှုဖြစ်စင်မလားခက်ခဲမလားအကယ်ခက်ခဲမယ်သူတော့နာကျင်မှုဖြစ်စင်မယ်ဆိုရင်တော့မထုတ်နိုင်ဘူးအကယ်၍ဟာလာဖြောက်ရတယ်လွယ်တယ်ဒီမရစ်တော့ဘာမှ ပြဿနာမရှိဘူးဘာမှအခက်အခဲမရှိဘူးတူတက်နာကျင်မှုမဖြစ်စေနိုင်ဘူးဆိုရင်တော့ဒါကိုထောက်လိုက်ရမယ်ဒါကတော့ကျွန်တော်ဟိုဒီထဲထားတဲ့ဒီမြက်ကမှာကိုထုတ်တင်တာမထုတ်တင်တာဒီတွားရဲ့အလားစီချိန်ထားတဲ့အရာတွေကိုထုတ်တင်တာမထုတ်တင်တာဒါကိုပဲဖြေတာဖြစ်တယ်ဟိုအလားပါတော့ဟိုမြက်ကမှတတ်တာပိုင်တာမပိုင်တာအလားအလားပါတော့ဒီတွားအလားစီချိန်တာပိုင်လားမပိုင်လားဒါကိုဖြေတာမဟုတ်တဲ့တော့ မျိုးစင်းစီရင်မှုဟာလားဒီအတွက်တည်ကျင်တယ်ဆိုရင်တည်တဲ့မိကုန်တို့တတ်တယ်မှာတတိယမိကုန်ကိုဆရာမူတီဆိုဟိုက်ကဖြေချပေးပါဆရာ မိတ်ဆွေတို့ကမိထားပါတယ်တချင်းနားထောင်တာကိုနာကပီတာလားကိုနာဆွက်ကြီးတာလားဆရာတချင်းနားထောင်ခြင်းကအစ္စလာမ်သာသနာတော်မှာဒါလုံးဝမပိုင်ဘူးဆိုတာတော့သိကြဟုတ်လားကျွန်တော်တို့တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်နဲ့ဆိုဟာဘီရဲ့ခင်မှာကြည့်မယ်ဆိုရင် အဲ့ဒီခေတ်တုန်းကရေပန်းစားနေပြီဒီတေဂီတာက နော်ဒီအတိမုတ်ကရိယာတွေနဲ့ဒီဆိုကားဖုံဖြိုပြီးတဲ့လောကကပအနှံ့ပြမ်းမှာအာရဗ်မှာလည်းဒီလိုပဲတော်တော်လေးကိုပြန့်နှံ့နေပြီတွင်ကျဲနေပြီဒါပေမဲ့တမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်နဲ့ဆဟာဘီဇီကန်နေလာရှိတဲ့ဆင်းပြန်ချက်တွေတင်းနဲ့ခြီးပြီးတော့ရှိတယ်အဲ့ဒီဆင်းပြန်ချက်တွေထဲမှာဒီလိုမျိုးတစ်ခုမှမတွေ့ရဘူးဆဟာဘီတွေအဲ့ဒီအတိမုတ်ကရိယာတွေတီးမို့ပြီးတော့ ဟာလာဒီမှုပြီးတော့နားထောင်တယ်ဟာလာအဲ့လိုမျိုး reward တစ်ခုမှကျွန်တော်တို့မတရားအောင်ဒီဒါပေမဲ့တစ်ခုတော့ရှိတယ် death 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 ဆိုတာကကျွန်တော်တို့တစ်ဖက်ပိတ်ပုံပေါ့နော်ဒလန်နဲ့ကန်ပြီးတော့တီးတယ်ဘုံ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 အဲအဲ့ဒါတစ်ခုတော့တွေ့ရကြံတဲ့ဘယ်အတိမုတ်ကရိယာနဲ့ပတ်သက်ပြီးတော့မှဆင်းပြန်ညက်တွေထဲမှာကျွန်တော်တို့မတွေ့အောင်ဆဟာဘီတွေတုံးဆွဲခဲ့တယ်တောင်းမို့တခြားလူတီးတာကိုနားထောင်ခဲ့တယ်ဒါမှမဟုတ်လုံးဝမတွေ့အောင် death နဲ့ပတ်သက်ပြီးတော့ကြတော့ အလားခွင့်ပြုချက်အတိုင်းအတာတစ်ခုတည်းရှိတာပေါ့နော် depth ကကြတော့ဒီတစ်ဖက်ပိတ်ပုံဒီလက်နဲ့တီးတာပေါ့တစ်ဖက်နဲ့ဘုံတစ်ဖက်နဲ့ကြံပြီးနောက်တစ်ဖက်နဲ့အာတီးတာပေါ့ဘုံ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 ဒုံဒုံအဲ့ဒီမှာလည်းတစ်ခါကျွန်တော်တို့အမေရိကတနမဖာတီလို့ဘာလို့မှရေးထားတယ်မာလာဂျလာဂျီလာဖီအဲ့ဒီပုံမှာဟို chill jal တွေပါဒီမတွေ့ထားရဘူးလေ chill jal ဆိုတာကဒီ cell တွေပါခေါင်းလောင်းမှာပါတဲ့ဟာမျိုးလေအဲ့လိုဟာတွေမတွေ့ထားတီးတဲ့ဘုံဒုံဒုံဒုံဘုံဘုံဘုံအဲ့လိုအတိုင်းမထွက်တဲ့ဟာမျိုးဖြစ်အောင် အဲ့လို depth ဆိုရင်အတိုင်းအတာတစ်ခုအတိုင်းအတာတစ်ခုထိဆိုတာဘာပြောတာလဲဆိုတော့ရိုးရိုးတာမန်ချိန်မှာမဟုတ်ဘူးကျွန်တော်တို့နေကာတွေဘာတွေမှာလူအများတီးအောင်အဲ့လိုမျိုးပေါ့နော်နည်းနည်းလေးပျော်ရွှင်မှုယူတဲ့ပုံစံမျိုးပေါ့နော်နေကာတွေဘာတွေမှာအဲ့လိုနေရာတွေမှာတုံးနေရမယ်ပြီးရင်စစ်ပွဲမှာအဲစစ်သားတွေစိတ်သက်တကြွဖို့တော့ဒီ Islam City တို့စိတ်သက်တကြွဖို့တော့တုံးရတာမျိုးလို့ရှိတယ်ဒါက depth တစ်ခုပဲကြံတဲ့ဒီပတ်ချချမ်းတို့အဲ့လိုမျိုးပဲဒီဘက်ခင်မှာတုံးတဲ့ဆန်နေရာတို့ဂီတာတို့ဒါတွေ ဆိုဟာဘီတွေနဲ့တမန်တော်မကြီးဆလ္လာလီဝါဆလမ်ရဲ့အတိုင်းဝိုင်းထဲမှာလုံးဝမရှိခဲ့အလုံးဝတည်ကြ။နောက်အလိုမျိုးပဲတခြားရှင်ပြန်ချက်တွေလည်းအများကြီးရှိတယ်။ဥမာနဲ့တမန်တော်မရှိတော်မူတဲ့အလ်ဂေနာယွန်ဘီတုန်နီဖာကဒီအတိမောကရိယာတွေကနေထောတဲ့အတန်ဒီအချင်းနဲ့ပတ်သက်တဲ့တချင်းတွေပါတယ်ညာတွေ။အာဒါတွေကနီဖာကကိုပေါ်ပေါက်စေတယ်နှလုံးသားထဲမှာမိုနာဖစ်ဆန်နဲ့အတူခေါ်တဲ့ပေါ်ပေါက်စေတယ်။အလိုမျိုးပဲတမန်တော်ကရှင်ပြန်ချက်တရားပဲပါတည်ရတယ်ဆိုအတိကြီးတိုင်းအတန်တွေကိုတနည်းအားဖြင့်ရုပ်တရက်တမန်တော်ကြားတဲ့ချက်ချင်းတမန်တော်က ်နမီးရဲ့နားနှစ်ဖက်ကိုလက်ညှိုးနှစ်ချောင်းနဲ့ပိတ်လိုက်တယ်အနားမှာဟာဇရတ်အဗ္ဒူလာဘင်အိုမာရရှိတယ်တမန်တော်ရှောက်သွားတယ်ခက်လက်လန့်ကိုရောက်တဲ့အခါကျတော့မီးတယ်အဲ့ဒီအတန်ကြားရည်နာမကြားတော့ဘူးဆိုတော့မီးရဲ့လက်ကိုပြန်ပြီးတော့ထုတ်တယ်အဲ့တော့ဒီတမန်တော်ယုံရှာတော်မူတယ်အဲ့တော့ဒါဒီကိုကဘာမီဘောကနေပြီးတော့ဖေရှားပြဖို့ဆီလွချင်းခံရတယ်ဆိုပြီးတော့အဲ့လိုအတိပယ်ရတဲ့ရှင်းပြချက်တွေလည်းရှိတယ်ဆိုတော့တီဂီတာကတော့လုံးဝမပန်ဘူးအစ္စလာမ်သာသနာတော်မှာဆိုတော့အခုနောက်က duff duff ကလည်းသူကလည်း ဒီဘက်ခင်းမှာဒီဘာခေါ်တာ drum လို့ခေါ်တာဒီ drum ကိုတီးတဲ့နီးစနစ်တွေရှိတာပေါ့နော်အဲ့ဒါတွေနဲ့တီးတာကိုပိုင်တယ်လို့ပြောတာမဟုတ်ရိုးရိုးတီးတာကိုပိုင်တယ်လို့ပြောတာအခါတင်နီကာတွေဘာတွေမှာရိုးရိုး duff ပေါ့ဒုံ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 ဒီတိုင်းမဟုတ်ဟို music ရဲ့ဥပဒေတာတွေနဲ့နီးနာတွေနဲ့တီးတာကိုအဲ့ဒါတော့မပိုင်ဘူးလို့ပဲပြောရမှာဟုတ်လားရိုးရိုးတီးတာ duff ကိုရိုးရိုးတီးတာတော့ပိုင် အတိုင်းတာတစ်ခုတည်းပေါ့နော်ဒီအမြဲတမ်းတော့မဟုတ်ဘူးပေါ့ဆိုတော့ တေဂီတာနားထောင်ခြင်းတရှင်းနားထောင်ခြင်းပိုင်လားမပိုင်ဘူးလားအိုကိုနာဆိုဂီတာလားကိုနာကပီတာလားမေးတာကိုနာဖြစ်တာကတော့လုံးဝသိကြဆိုဂီတာလားကပီတာလားဆိုတာကတော့မေးကြမလို့ဘူးဘာကြောင့်လဲဆိုတော့ကိုနာဆိုရင်ကျွန်တော်တို့ကရှောင်းအောင်ပါပဲဆိုဂီတာပဲဖြစ်ဖြစ်ကပီတာပဲဖြစ်ဖြစ်ဆိုဂီတာဆိုပြီးတော့ဟုတ်လားကိုနာတခုကိုလှုပ်တယ်ဆိုရင်အချိန်ချင်းအထက်ထက်လှုပ်တဲ့ခါကျရင်သူကိုနာကပီတာဖြစ်သွားတာဆိုတော့တေဂီတာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ကိုနာဆိုဂီတာလားကိုနာကပီတာလားမေးကြမလို့ ရှောင်ရမှာပဲကျွန်တော်တို့။ဘာကြောင့်လဲဆိုတော့တိဂိတာနားထောင်တဲ့လူတွေကျွန်တော်တို့တွေ့ရတစ်ခေါက်တတိနားထောင်ပြီးဆွဲသွားတယ်ဒါတောက်ရှောင်းနားထောင်နေရော။ဆိုတော့ခေါနာကပီတာပဲပေါ့နော်။ဆိုတော့ဒီကနေ့ကျွန်တော်တို့ရှောင်ရမယ်။ချိုဂီတာပဲဖြစ်ဖြစ်ကပီတာပဲခေါနာဖြစ်တယ်ဆိုရင်ရှောင်ရတော့မှာ။အလ္လာတာလာရှောင်ကျင်နေတဲ့တော်ဖစ်ချီမပေးတင်တော့။ဆရုထမေကွန်ကိုဆရာမူတီအဂျမတ်ကဖြေချပေးပါဆရာ။ရန်ကုန်ကအုံမေဟာနီးဘီကမေးထားပါတယ်။ဆရာများရှင်အခုစီးပွားရေးတမားတွေဂုံပစ္စည်းတစ်ခုကို လက်ကီဒရောဆိုပြီးလောက်ကင်နေကြပါတယ်ဥပမာအနေနဲ့ကားမဲဖောက်တာတို့အခြားပစ္စည်းတွေမဲဖောက်တာတို့မွတ်စလင်တွေလိုက်လုလာကြတာတွေ့ရပါတယ်ကုန်ပစ္စည်းတစ်ခုကိုတန်ကြီးထက်အစပေါင်းများစွာ short short ချပြီးမဲလက်မှတ်ဝယ်ယူခိုင်းပြီးပောက်သူတဦးထဲကတာအဲ့ဒီပစ္စည်းကို ပိုင်ဆိုင်မှာဖြစ်ပါတယ်ဥပမာ3000နဲ့ကားကို2000နဲ့မဲလက်မှတ်နဲ့ဝယ်ဝင်ရောက်ကန်ဆန်းနိုင်ပြီးပောက်သူတဦးကတော့3000နဲ့ကားကိုတကယ်ရပါတယ်အလားတူအခြားပစ္စည်းများလည်း ထိုနည်းအတိုင်းလုပ်နေကြပါတယ်။အဲလိုလုပ်ငန်းကိုမွတ်စလင်တယောက်အနေနဲ့မမိကုံပစ္စည်းကိုလက်ကီဒရောလုပ်ပိုင်ခွင့်ရှိမရှိကန်ဆန်းသူအနေနဲ့လည်းဝယ်ဝယ်ယူကန်ဆန်းခွင့်ရှိမရှိ ပိုင်မပိုင်ပြပြစုံစုံလေးရှင်းပြပေးပါဆရာများရှင်။မွတ်စလင်တွေထဲမှာလုပ်နေတဲ့သူရောကန်ဆန်းမဲ့ဝယ်ယူတဲ့သူရောတွေ့နေရလို့ပါ။ဆရာများပေါ်အလ္လာဟ်အစားပေးပါစေ။ بسم الله الرحمن الرحيم ကျွန်တော်မြတ်ကုရ်အန်ထဲမှာ ဘာရှိမတ်ကဲအသေးလေးမိကြပြီသားဖြစ်တယ်အင်နမလ်ခမရူဝလ်မိုင်ဆီရူဝလ်အန်ဆာဘဝလ်အဇလမ်ရေဂျစ်ဆုမင်အမလ်ရှိတောအလာအယတ်တီအယတ်တီသားတို့အဲ့လိုပဲလောင်ကစားအဲ့လိုပဲရှရစ်လုပ်ငန်းတွေအဲ့လိုပဲအလာမြားနဲ့ကျွန်တော်တို့ကန်ဆာနာတယ်ဆိုတော့ဒါတွေအားလုံးက ဒေဂျီဆုံမင်းအမလေးရှိတော်ရှိုင်တန်ဘကနေလာတဲ့အညစ်အကြေးတွေဖြစ်တယ်။အလားဖာဂျီတန်နီဘူးဒီကိစ္စကနေကျွန်တော်ရှောင်းရှောင်းဝဆိုတော့ကျွန်တော်မြတ်ကုရ်အန်ကအတိလင်းတာမစ်တာပြီတာအရာတွေထဲမှာဝလ်မိုင်းစီလောင်ကစားလုပ်ခြင်းဒါလည်းပါ။တော့ကျွန်တော်အလားအာရဘီကိုမှာကုမာလို့လည်းခေါ်တယ်အော်ဒူလိုဂျိုဝါလို့ခေါ်လောင်ကစားလုပ် ဇာဝနာမိကုမပါတဲ့လက်ကီဒရောရဲ့ပုံစံကအဲ့ဒီဟာမေစစ်လောင်းကစားရဲ့ပုံစံထဲမှာလုံးဝအဝင်ကြကြဖြစ်နေတဲ့အတွက်ကျွန်တော်မြတ်ကုရ်အာန်ရဲ့အတိလင်းတာမြင့်ချက်ထဲမှာပါဝင်တယ်ဒါကြောင့်ဒီအလုပ်ကိုလုံးဝလုပ်ခွင့်မရှိဘူးလုပ်ငန်းရှင်တွေအနေနဲ့လည်းလုပ်ခွင့်မရှိဘူးကစ္စတမာတွေဘက်ကလည်းပါဝင်ကန်ဆန်းခွင့်လည်းမရှိဘူးဟာအကေကန်ဆန်းမိရလာတယ်ဆိုရင်လည်းအဲ့ဒါကဟာရမဲ့ဖြစ် ဖြစ်စမမေကွန်းကိုဆီယမ်မူတီဆိုဟိုင်းကဖြေချပေးပါဆရာမိတ်ဆွေတို့ကမိထားပါတယ်တမန်တော်ဆလလာလေးဝဆလမ်ဘယ်အချိန်တွေမှာအစာစားတော်မူလိရှိပါသလဲဆရာဘယ်နမတ်အချိန်အပြီးမှာစားတော်မူလိရှိပါသလဲရှင်းရှင်းလင်းလင်းတင်ပြပေးပါဆရာဆရာများရဲ့တက်တမ်းမှာအလ္လာဟ်ရှင်ဘာရကတ်ချီမြှင့်ပေးတင်တော်မူပါစေအာမင်တမန်တော်မြတ်ဆလလာလေးဝဆလမ်အဲ့ဘယ်အချိန်တွေမှာစားတော်တော်မူခဲ့တယ်ပေါ့အစာစားဆိုတော့အဲ့ဒီတော့က RWD ရဲ့စားတောင်းနေထိုင်မှုပုံစံကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဆင်းပြောင်းချက်တွေအဖြစ်တရက်ကိုနှစ်နှစ်ကြိမ်နှစ်နှစ်စားတာကိုကျွန်တော်တို့တွေ့ရှိရအတကဒီနဲ့တာရှိလို့ခေါ်တကဒီဆိုတာကဘယ်အချိန်မှာစားရလဲဆိုတော့ကျွန်တော်တို့မနက်ပိုင်းဆိုရင်စနေ7နာရီလောက်အဲ့လောက်အချိန်မှာစားရဆိုဟိုမတိုင်ခင်စားတာကိုခေါ်တယ်တကဒီဆိုတာတာရှိဆိုတာကမဂရစ်ပြီးရင်စားတာမဂရစ်ပြီးရင်စားတာအိရှာမတိုင်ခင်ပေါ့မဂရစ်ပြီးနေမဂရစ်နဲ့အိရှာကြားမှာ အဲ့တော့ကျွန်တော်တာရှိလို့ပေါ့အဲ့ဒီနှစ်နှစ်ရှားလေးရှိတယ်ဆိုတော့တည်ရတယ်တမန်တော်မြတ်ကြီးဆလ္လာလဟ်အလัยဟိဝါဆလမ်နဲ့ဆွဟာဘီပုံမှန်ဘယ်လိုရှိကြတယ်လဲဆိုတော့မနက်တဟဂျွတ်နမာဖတ်ဖို့တော့ထားမယ်ထားပြီးတဲ့ခါကျတော့ကျွန်တော်ဆွဟာဘီတွေခဏပြန်ပြီးတော့နားတယ်အမ်ပြီးရင်ဖဂျရ်အဇန်ဆိုတဲ့ခါကျရင်ထားတယ်ထားပြီးဖဂျရ်နမာဖတ်ဖို့တော့လာတယ်တမန်တော်မြတ်ကြီးဆလ္လာလဟ်အလัยဟိဝါဆလမ်ကတော့ဖဂျရ်ဆွန်နတ်ထောက်ပြီးမှတည်ခဏနားတော့မူတယ်အဲ့တော့မူတယ်ပြီးရင်ဟဇရတ်ဘီလာလ်ကဖဂျရ်ဖရဇ်နမာဖတ်ဖို့တော့လာပြီးတော့ခေါ်တဲ့ခါကျရင်တမန်တော်နမာစတင်မှုတော့ မစစ်တဲ့ဝီထဲကိုလာတာပေါ့နော်ဆိုတော့အာပြီးတဲ့အခါကျလို့ရှိရင် Fajr Forest ဖတ်ပြီးတဲ့အခါကျလို့ရှိရင်အဲဒီမှာမစစ်တဲ့ဝီထဲမှာတမန်တော်နဲ့ဆွာဟာဘီတွေခဏထိုင်နေတမန်တော်ကဆွာဟာဘီတွေကိုမေးတော့ပေါ့နော်အဲဘလူတရားအိမ်မက်တွေပါတယ်မတ်တာရှိတာရှိတယ်ဆိုရင်တမန်တော်အဲ့တော့အိမ်မက်တဘောဖွင့်ဆိုပြီးချာလိုအပ်တာရှိတယ်လည်းညွှန်ကြားတာပြီးရင်ကိုယ့်အလုပ်ကိုသွားလုပ်ကြဟောလာတကြတဲ့ပုံရောင်းကိုပဲလုပ်တဲ့လူတွေကလည်းသူ့အလုပ်တော့သူသွားမယ်ဇီရာတ်ဒီလေယာဆိုင်ပြေးလုပ်တဲ့ဆွာဟာဘီတွေကလည်းလေဝင်းတွေထဲကိုသွားမယ်ခြံတွေထဲကိုသွားမယ်သွားပြီးလုပ်ကြ ဘာမှမဆောင်ဘာမှမဆောင်အဲ့ဒီအချိန်ဖဂျာပြီးဘယ်အချိန်မှစားလဲအလုပ်လုပ်ပြီးပြန်လာပြီးမှဒီကျွန်တော်တို့ဒီဘက်ခေအနိုင်ယူနေတဲ့ပုံမှာဆယ်နိုင်ဆက်တနိုင်လောက်ရှိမှာလို့ဘယ်လိုမတိုင်အဲ့ဒီအချိန်မှစားတယ်စားပြီးပိုက်လူလာလောက်တာခဏတရေတမောင်းမှီးတယ်ကဲလူလာလို့ပြီးရင်ဇိုးဖတ်ဖို့တော့ထားကြတယ်ဇိုးတဖတ်ကြတယ်အာပြီးရင်ဇိုးပြီးရင်လုံးရရှိတဲ့တွေလုံးမယ်ပြီးရင်အစောဖတ်မယ်အစောပြီးရင်လုံးရရှိတဲ့တွေလုံးမယ်ပြီးရင်မဂရစ်ဖတ်မယ်မဂရစ်ပြီးရင်ဒါကျွန်တော်တို့ညစာစားတယ်တာရှင်အရှာလို့ အာရှာအာရှာဆိုအာရှာစားတော့ဗောနော်ညနေစာစားညစာစားဒါမဂရစ်ပြီးမှပြီးရင်အီရှာဖောင်းမယ်အီရှာ ပြီးတာနဲ့အိပ်ပြီးအီရှာပြီးတာနဲ့အိပ်ပြီးအီရှာပြီးရင်ဘာမှမလုပ်ကြတော့ဆိုဟာပြီးနေတမန်တော်မကြီးဆွလာလေဆိုဆိုတော့တရက်မှနှစ်ချိန်ပဲတွေ့ရတယ်ကျွန်တော်တို့ဒီဘက်ဒီအာရှဒီမြန်မာပြည်တို့အိန္ဒိယတို့ဘင်္ဂလားဒေ့ရှ်တို့ပါကစ္စတန်တို့မှာလည်းတစ်ချိန်တော့နတ်စတာဆိုတာမရှိခဲ့ဒီအင်္ဂလိပ်ခေတ်အင်္ဂလိပ်ကိုလိုနီခေတ်ပြီးမှပဲအင်္ဂလိပ်တွေယူလာတာဒီနတ်စတာဆိုတဲ့အရာ

ဥပမာပြင်လည်းပြောကြတယ်လူတွေဆိုတော့ကျွန်တော်မြန်မာပြည်မှာလည်းဒီလိုပဲအရင်တော့ဆိုရင်နှစ်နှစ်နောက်ပဲနှစ်နှစ်ပဲစားကြတော့မနေ့တနေ့ညနေတနေ့ဆိုတော့ဒါကအင်္ဂလိပ်တွေယူလာတာနာစတာသူကအခုခင်မတော့စားကြတယ်မနေ့နာစတာတစ်ခေါက်စားမယ်အစိုးရတစ်ခါစားမယ်ပြီးရင်ဆယ်နေဆယ်တနေလုံးကြားလို့ရှိရင်ဘစ်ကွန်နဲ့ဖိရင်လည်းပြီးရင်တစ်ခါဂျိုပြီးရင်တစ်ခါပြီးရင်သမင်းစားမယ်စားပြီးရင်တစ်ခါညနေကြလို့ရှိရင်တစ်ခုခုစားအောင်မယ်တစ်ခါပြီးရင်မဂရီပြီးရင်တစ်ခါစားအောင်စားပြီးရင်တစ်ခါအီရှာပြီးရင်အိတ်ခါနေ အဲ့ဒါချင်းဘိုင်းမဆောင်တခုခုဆောင်ကျွန်တော်တို့ဆားနေတော့ဆိုတော့တမန်တော်မကြီးဆလ္လာလောဆလ္လမ်နဲ့ဆဟာဘီရဲ့ခင်မှာတော့နှစ်ကြိမ်ပဲဆားတာကိုဆင်းမြဲကြရပါသည်အဲ့ဒါတော့မှဟာလာဒီလိုမျိုးဆင်းမြဲကြကြတယ်ပြောရတဲ့တမန်တော်မကြီးဆလ္လာလောဆလ္လမ်ကဟာလာနှစ်နှစ်ဘိုင်းဝအောင်ဘယ်တော့မှမဆားခဲ့တရက်မှတခါတရက်တည်းတနက်ဆားရတယ်တနက်မဆားရတခါတရက်လို့ရှိရင်တရက်ဆားရတယ်နောက်တရက်ဘာမှမဆားရဘူးဒီလိုမျိုးတမန်တော်ကိုယ်တိုင်ယူချေတာလားအလ္လာဟ်တာလာထံတော့ဘာမှရှောက်တင်ဘူးကျွန်တော်တရက်ဆားမယ် ရှုကလုံးမယ်နောက်တရက်ကျွန်တော်ဘာမှစားဖို့မရဘူးဆိုရင်ဒါကျွန်တော်ဆော့ဘလုံးအဲ့ဒီပုံစံကိုတမန်တော်ကိုယ်တိုင်ယူချက်ခဲ့ပြီဒါတမန်တော်မကြီးဆလလာရဘဆလမ်ရဲ့စားတော်မှုပုံစံပေါ့နောက်ဆုံးမေးခွန်းကိုဆရာမူတီအဂျမန်ကအဖြေကြားပေးပါဆရာမိတ်ဆွေတူကမိထားပါတယ်ဆရာကျွန်တော်အမိမဖော်လို့ဘူးအမေရိကန်ကမိတာပါမွတ်စလင်ကုံစုံဆိုင်တခုမှဒိတ်ကုံမိစားလို့မရတော့တဲ့ပစ္စည်းတွေရောင်းပါတယ်တချို့ဟာတွေဆိုမှိုပါတက်နေပါတယ် တခါတလေကြာရင်ဝယ်ပြီးစားမရလို့အမိုက်ပုံထဲထည့်လိုက်ရတယ်။တခါတလေတော့လည်းပြန်သွားပြီးရင်ပြန်လဲပြီးတယ်။ပြီးတော့အဲ့ဒီမကောင်းတော့တဲ့ဟာတွေကိုဆိုင်းပေါ်ပြန်တင်တယ်။အကျိန်ပေါင်းများနေပြီ။အဲ့လို expire ဖြစ်နေတဲ့ဟာတွေရောင်းပြီးလူတွေကိုလိန်ရောင်းနေတာတရားတော်ရဘယ်လိုရှိပါသလဲ။ကျေးဇူးပြုပြီးဖြေပေးပါ။အရင်အရေးကြီးလို့ပါ။ Bismillahirrahmanirrahim ချွေရင်ချက်ရှိတဲ့ဖြစ်စီ တင်နဲ့ထုတ်ကုန်တင်နဲ့ပတ်သက်ပြီးတော့ကျွန်တော် Hanafi Fika ရဲ့ဓမ္မသက်ဆုံးဖြတ်ချက်ကပါရှိလဲဆိုရင်အဲ့ဒီအရာကိုသူ့ရဲ့ချုပ်ရင်ချက်ကိုကိုကပြောပြီးရောင်းတယ်ဆိုရင်တော့တချို့တော့ချုပ်ရင်တဲ့ပစ္စည်းတွေကအတုံးဝင်တာတွေရှိတယ်ဒါကြောင့်ဒီဒီမှာဒီပစ္စည်းမှာဒီချုပ်ရင်ချက်ရှိပါတယ်ဒါကိုပြောပြီးတော့ရောင်းတယ်ဆိုရင်ပိုင်တယ်အဲမပြောဘဲနဲ့ရောင်းတယ်ဆိုရင် အဲဒီတော့အာဒီတော်တွေမှာတော်ပဲပြင်းထန်တဲ့တမ်းမြင့်ချက်တွေလာရှိတဲ့အတွက်မပိုင်ဘူးအဗဒီမာဂျာဂျာရဲ့ဟာဒီသ်တော်တပုတ်ရှိတယ်ဝါစီလာဘင်အစကာရဒီအလ္လာဟ်တအလာတခင်အဆင့်ပြန်တယ်ကော်မဂျီဆလလာလဝဆလမ်အမေရှိတယ်လူတယောက်ကချူရင်ချက်တစ်ခုရှိတဲ့ချူရင်ချက်ရှိတဲ့ပစ္စည်းတစ်ခုကိုသူရောင်းနေဆိုရင်အဲ့ ဟုတ်လားအဲ့ဒါအဲချွင်းရက်တစ်ခုရှိတဲ့ချွင်းရက်ရှိတဲ့ပစ္စည်းကိုသူတစ်ခုပဲရှိဘလောက်ပဲရှိပေါ့ချွင်းရက်ရှိတဲ့ပစ္စည်းကိုရောင်းတယ်ရောင်းတဲ့နေရာမှာအဲ့ဒီပစ္စည်းမှာရှိတဲ့ချွင်းရက်ကိုအဲ့ဒီရောင်းသူကမတင်ပြလိုက်ဘူး customer ကိုမပြောပြလိုက်ဘူးဆိုရင်လည်းအဲ့ဒီပုံကဟာအလရဲ့အမျက်ဒေါ်လာထွက်မှုထဲမှာအလရဲ့အမျက်ဒေါ်လာထဲမှာအမြဲတမ်းရှိနေလိမ့်မယ်လမ်းရဇက်ဖီမတ်တလာအဲ့လိုပဲဟာလာအမြဲတမ်းဖရစ်တာတွေသူ့ပေါ်မှာလာနေတယ် ုံနေလိုက်မယ်ဂျင်းစင်းနေလိုက်ဒါတော့ပဲပြင်းထန်တဲ့ဓာမြင့်ချက်တစ်ခုဖြစ်တယ်ဒါကြောင့်ဟာလာချွင်းချက်ရှိတဲ့ PC ကိုကျွန်တော်တို့ရောင်းနေဆိုရင်ဒါချွင်းချက်ကိုပြောပြောပြီးတော့အတိပြီးပြီးတော့ရောင်းမှပိုင်မယ်ဟာလာအဲ့လိုမရောင်းဘူးဆိုရင်မပိုင်ဆိုတော့အခုဒိတ်ကုန်နေတဲ့ PC ဟာလာ SPR ဒိတ်ကျော်နေတဲ့ PC တစ်ခုကဒါဒါလည်းချွင်းချက်တစ်ခုပဲဒီ SPR ဒိတ်ဟာလာဒီကွန်ဒီဘက်ကနေတက်မှတ်ပေးထားတဲ့ဟာလာဒီဟာလာဒိတ်ထပ်ကိုကျော်နေခြင်းကာရဒါလည်းဟာလာအော်ဖယ်မှာ လူပြေကျွန်တော်တို့ရဲ့လူပုံပုံချင်းမှာဒါကိုချွေနေတခုလုံးမှတ်ယူတယ်။အဲအဲ့ဒီမှာမိုဘာတက်နေတယ်ဆိုရင်တော့ဒါကတော့ပြောစရာမလိုတော့။ဆိုတော့ဒါကလည်းချွေတဲ့ရှိနေတဲ့ PC တခုဖြစ်တဲ့အတွက်အခုနဟာဒစ်တော်ရဒါကိုအဒီဒီ PC ကမိုမတက်ဘူးဆိုရင်တော့မှဒါ SPR date တက်မှတ်ထားတဲ့ date ကျော်နေတယ်ဆိုရင်ဒီဒီ PC ကတော့ date ကျော်နေပြီဒါပေမဲ့စားလို့ရသေးတယ်။ဟာဒါကိုခင်ဗျားဝယ်မယ်ဆိုရင်ဝယ်လို့ရတယ် စတောက်ကစမတိပြီးတော့ဝယ်ဝါမယ်ဆိုပြဿနာမရှိဘူးပိုင်မယ်အခုနလိုမေကုမပါတဲ့ပုံစံအတိုင်းဟာလားအတိမပေးဘဲနဲ့ရောင်းလိုက်တယ်ဟာလားစေတာလုံးဝမပိုင်ဘူးအခုနဟာဒစ်စီရဲ့တာမီဂျတ်တဲ့မှာပါတယ်ဟာလားပြန်လပေးလို့သူကပြန်လဲပေးလိုက်တယ်ဒါကတော့ပြန်ရောင်းတယ်စာပူဆိုးတော့ဒါလုံးဝတိရစ္ဆာန်ကြီးကိုဟာလားစီးကြောတာပြတ်တော့ဒါလုံးဝမပိုင်ဘူးဒါကြောင့်တိတယ်ဆိုရင်ဟာလားဒါဒီချွေးနေရှိကြအောင်ပြောပါအတခါတခါဆံမှာပစ္စည်းကိုအတင်လာတယ် ဒါပေမဲ့ကိုကဒိတ်ကြုံတာမသိပင်နဲ့ရောင်းလိုက်မိတယ်ဆိုရင်တော့ပြဿနာမရှိဘူးအဲဒါကိုအဲ့ဒါကို customer ကလာပြီးလလဲတဲ့အတိလက်ပေးတယ်ဆိုရင်တော့ကျွန်တော်ဒါကိုထပ်ပြီးတော့တင်ပြီးရောင်းခွင့်မရှိတော့အလ်ဟမ်ဒူလ illah ဖြေချပေးတဲ့ဆရာတွေကိုအလ္လာဟ်တာလာနဲ့ဌာနဆလုံးပါကောင်းသောအစာများချီးမြှင့်ပေးတနာတော်မူပါစေနားဆင်ကြည့်ရှုနေတဲ့မိတ်ဆွေများကိုလည်းအလ္လာဟ်တာလာကြားသိရတဲ့ပုံမှန်အာမလုံးနဲ့တော်ဖီ ကြည်မြပေးတနာတော်မူပါစေမိတ်ဆွေများခင်ဗျာဒီတစ်ပတ်တော့ဒီလောက်ပါပဲအင်ရှာအလ္လာရှေ့ပတ်မှာပြန်ဆုံကြမယ်အစ္စလာမုအလัยကွမ်ဝါရဟမတ်တူလာဟီဝဘာရကာတူ